ကူကဟိုအိမ်အောင်ကြောက်သွားပြီဆိုလို့ရှင်လိုက်လေးရဲ့ဟိုဖခင်ကောင်းဟိုခင်မုန်းကောင်းဖြစ်တယ်ဗောနော်ကိုမြင်ပါကူကအကုန်ဖက်ဖက်ကပြည့်စုံပြီးတော့ကိုသာသူချောက်ကြားတယောက်ဆိုလဲအခုလိုယောက်ျားဖြစ်စင်တယ်ဗောအေးကိုရဟိုဗောနော်နောက်နည်းနည်းလေးလာတော့ကြာရင်တော့ပြောပြတယ်ပြူကြီးပဲဆက်ဖြစ်နေမှာပါ။ဟုတ်ပါလား။ Okay. ဲဘာလို့လဲအဖြစ်လို့လာလဲဘာများပြောမလဲဆက်တည်တိကျပြောလိုက်ပါလေတယောက်တည်းလဲကြည့်ကောင်းပါတယောက်ဖြစ်လာရင်လဲကြည့်ကောင်းပါပါကြည့်ကောင်းရေးသိချင်းနေလားကိုညီမလေးအော်ဒါကတော့အချိန်နေအချိန်ကားပုံမှာလဲမူတည်တာပေါ့သူသူရဲ့ကံတရားပုံမှာလဲမူတည်တာပေါ့အခုတွေကတော့အကုန်လုံးကတော့ဆန္ဒရှိတာပေါ့ဘာပြောင်းလဲသွားလဲဆိုတော့လူနဲ့ဟိုဆန်နစ်ဆန်နစ်နေပါလားရှိပေါ့နော်အကုန်လုံးဆိုတော့ ပြန်ဆုံးပြန်တွေ့တော့ကြာကလေးတယောက်ဖြစ်ဖြစ်သွားကြောင်းလဲမှုကြောင်းလဲမှုပေါ့ကြောင်းလဲလားတိုးတက်ကြောင်းလဲမှုပေါ့ဒါပဲဘာလို့တုံရင်တုံရင်ပဲကြာသွားတယ်ဆိုတော့လည်းကြားထဲမှာကျွန်တော်တို့လည်းကအခွင့်အရေးရလည်းလက်ကူအခွင့်အရေးရလည်းတိတ်မရှိကြဘူးပေါ့နော်အခုမှဒါပြန်ပြီးတော့လူရှိတက်ခစ်လို့ပြန်ပြီးတော့အလုပ်လုပ်လာကြတယ်ဆိုတော့ဒါဆုံးဖြစ်တာပေါ့ပထမဆုံးဆုံးတွေ့ခင်ရတဲ့အတွက်လည်းဒီ ဝမ်းသာတယ်နောက်ပြီးတော့ဒီဒီလိုမျိုးပေါ့နော်လူပညာရသပိုင်းလည်းပတ်သက်ပြီးတော့နောက်ပြီးတော့တင်ပြမှုပုံစံလေးလည်းပြဿနာကိုဟိုအဆန်းပြည့်စံလေးနဲ့ဟိုဘယ်တော့မှမရိုက်ခဲ့ဘူးဒီလေပုံစံမျိုးလေးလည်းဖြစ်နေတာပေါ့နော်တရားဆောင်ရတဲ့ပုံစံလေးလိုမျိုးဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ရောက်လိုက်တာပြန်ပြီးတော့အလူပညာပုံမှာလည်းရင်ခုန်သလိုဟိုတရှိအပြင်ပြိတ္တတွေ့လဲတာဒီကုန်ဆက်လို့ရမှုရှိနေပါလားခုနကခုနပြောလို့ပဲပေါ့နော်အမတန်မြာမှာကပြိတ္တမြင်မှုတွေရဲ့ပုံစံမျိုးပေါ့ နှစ်ယောက်ကလို့အိမ်နောင်လည်းဇက်လို့လည်းပြောလို့ရတယ်အဲ့ဒဲမှာမှမြက်ွက်တွေညာိုက်ပါတယ်ပေါ့ဒီကမှာမိုးမြင့်ဆန်းဆိုရဲကာရင်တာနေပြတည်ဆောင်မှာပေါ့တော့ပရိသတ်သူ့လုံးမှာဆိုလို့ရှိရင်ဖွေရပါပရိသတ်အတွက်အင်းစင်လာရဲ့ပြင်ဖွေလို့ဆန်းပါတယ်ဒီစပင်မျိုးနဲ့မှာဒီမိုးမြင့်ဆန်းဖွေလိုက်တယ်လို့ဖွေစူးစားရတဲ့ပြင်ပြင်ညှက်လိုက်တယ်ပေါ့နော်အဲဒီကတော့ပြရရတယ်ခိုင်မှာတော့အမတ်တရားအများကြီးရှိရဲ့ မနေကြတော့ရိုက်ခဲ့နေမျိုးမှရဲပါအဲ့ဘောဒါတော့ကျွန်တော်တို့အမှုပညာဘုံမှာလည်းဒါသစ္စာတစ်ခုပေါ့နော်နောက်တစ်ခုကကြတော့ဘယ်လိုခေါ်မလဲဆိုတော့အပြောင်းလဲပေါ့ကျွန်တော်တို့ကဒါပရိသတ်ကိုလည်းအပြောင်းလဲမြင်စေချင်တယ်အမှုပညာရှင်တိုင်းမှာဒါဒီလိုဆန္ဒလေးရှိကြရပေါ့နော်အာဆိုလို့ရှိရင်ဟိုတလောကဆိုလို့ရှိရင်ကျွန်တော်စီမင်းလေးတွေအကောက်လေးလောက်လိုက်တာတော့အခုဒီမှာဆိုလို့ရှိရင်လည်းဒါ main thing ဟာဆိုတဲ့ဇက်ကောက်ပေါ့နော်အဲ့ဇက်ကောက်လေးကတော့သူကရဟို smart ဖြစ်ပြီးတော့ကိုယ့်ရဲ့ ဲဒီအိမ်တော်ကြီးပုံမှာသစ္စာတရားရှိတဲ့လူမျိုးသူဒီလူမျိုးတင်းဆောင်ရမှာဖြစ်တဲ့အခါကျတော့အဲ့လိုပုံစံမျိုးလေးနဲ့အဲကျွန်တော်ကဒီဒီနေ့ high class သစ္စာလူနေတဲ့ live ကိုတင်းဆောင်ရမှာဖြစ်တဲ့အဲ့လိုပုံစံလေးပြန်ပြီးတော့ပြောင်းလဲဖြစ်တယ်ပေါ့နော်ဒါအခုအရင်တော့ကမြင်ခဲ့ရတဲ့စပင်ပုံစံမျိုးလေးတက်ကုန်ပဲအဲ dual writer ရဲ့လိုချင်နေဆိုတာစပင်လေးပြန်ဖြောင်းပြီးစပင်လေးတူတူလေးပြန်လဲအဲ့လိုမျိုးပေါ့နော်အဓိကတော့တင်းဆောင်တဲ့ကတော့ ဒီဝစားစင်မှုပိုင်းရဲ့စပင်းရဲ့စပင်းမိတ်ကပ်ဖက်နက်ပေါ့နော်ဒါတွေကအစားအသေးစိတ်ကလေးတွေကပြင်ဆင်နိုင်မှဒီလိုပုံလေဒါကာရက်တာလည်းပြီးပြီးအောင်လုပ်လို့ရမှာဆိုတော့ပြင်ဆင်ဖြစ်လာတာ Alice Wonderland ပွဲမှာတော့ဆိုကိုနေတို့စပင်းကောက်တာဟဲ့လို့ကိုနေတို့စပင်းကောက်တော့ဟာမြင်ဘူးတော့တော်တော်လိုက်တာပဲခုကနှမျောနေတယ်စပင်းပြန်ချောင်းလိုက်တော့အော်တော့တော့ကကောက်ကောက်လေးနဲ့ပြန်ရဲတူရတန်ရဆိုပြီးတော့လေတူရတန်ဘာပြောင်းလဲသွားလဲဆိုတော့လူနဲ့ဟိုဆယ်နှစ်ဆယ်နှစ်မိပါလောက်ရှိပြီပေါ့နော်အကိုနဲ့ဆိုတော့ ြန်ဆုံးပြန်တွေ့တော့ကြာကလေးတယောက်ဖြစ်ဖြစ်ွားကြောင်းလဲမှုကြောင်းလဲမှုပေါ့ကြောင်းလဲမှုကြောင်းလဲလားတိုးတက်ကြောင်းလဲမှုပေါ့ဒါကကိုကတော့တုံရင်တုံရင်ပဲအော်အကိုနဲ့ကတော့အခုကရူတတီနဲ့ကို့အဖိုလိုပဲသဘောထားဆိုဒီကိုကအလုံးနဲ့ပတ်သက်တာလေးပဲပြင်ပေးပြတာပြင်ပေးရများတယ်ရိုက်ခွင့်လေးပါမှာဆိုလည်းဘိုးညကဒီဘယ်လိုလေးတယောက်ဆောင်ရမယ်ဒီ အလုတ်ကြောင်းပဲပြောပြတာများပါတယ်အဲ့ဒါကျွန်မနင်းစီပါပါကတော့ဒါကနည်းနည်းလေးပေါ့ပပါလေးလို့သွားရတဲ့ဇလန်ပေါ့နော်ငုံစဲတို့ဘာလို့ကကြောင်းအရန်စီးရဲ့ပါညာဆိုတော့နောက်လို့မရတဲ့ကောင်ဆူရရလေးရှင်အဲ့လိုမျိုးແນ່ນໍລຸມຍາໄດ້ກາຍກາຍເປົ່າຍາເນາະຍາຫືຫນຽວລົງຕາວັນກູຕາວັນກູທີ່ຫຼຸຈີ້ດີບໍເນາະມົງແຊມມາສຸດແລ້ວກູວ່າຕາວັນຈີ້ແຮະອ່າລົງຕາວັນຈີ້ແຮະກາຍແຮະດີເອີ້ອັນດີກະຕູຕູກະກໍກູໄປ brand တခုကိုတိဆောက်နေတဲ့လူပညာရှင်တွေမှာပါတယ်ပေါ့နော်လူပညာသမားတွေမှာပါတယ်ပေါ့နောက်ပြီးတော့ဟိုဟာဥမျိုးမင်းပြောသွားသလိုပေါ့သူဝါသနာပါတာနဲ့သူဖြစ်ချင်တဲ့ဟာနဲ့သူတကယ်ကိုသူသူ့ရဲ့အဲဘယ်လိုပေါ့မလဲသူအတွင်းထဲမှာရှိတဲ့လူပညာကိုသူကိုသူကိုသူကိုလည်းသူကိုလည်းမမြင်ဘူးလေအခြားလူတွေကမြင်တယ်ဆိုတော့အဲ့လိုမျိုးလူပညာရှင်တွေကလည်းတော့ရှားတယ်ပေါ့ဆိုတော့အဲ့လိုပါပဲဟိုကျွန်တော်ဆိုလို့ရှိရင်လည်းတချင်းဆိုဖို့ ဟိုစူးစမ်းခဲ့ရတဲ့ဒါလူပညာဒီတေယုတ်ဆောင်လမ်းကြောင်းပေါ်ရောက်သွားတာဆိုလူတွေကဆန္ဒနဲ့ဘဝနဲ့ခါးရကြရင်မတူညီကြဘူးပေါ့နော်အဲအဲ့လိုမျိုးလူတွေကပို့ပြီးတော့ထူးထွန်သွားတာပုံများတယ်တေယုတ်ဆောင်လုံးမယ်ဆိုပြီးတော့လာပြီးတော့မှတေယုတ်ဆောင်ဖြစ်သွားတယ်ဆိုတာဒါလည်းဘယ်လိုခေါ်မလဲဆိုတော့ဒါကတမယိုးကြဆန်ဆိုတော့သူလည်းအဲ့လိုပုံစံမျိုးဖြစ်တဲ့ခါကျတော့ကျွန်တော်တို့အမှုပညာလောကကိုစတင်ပြီးတော့ခြေချခဲ့တဲ့ပုံစံနဲ့သွားတူနေတာလေးတွေ့ရတဲ့ခါကျတော့ သူ့ရဲ့調査အထုံးမှုကိုလည်းဒါအကုန်လုံးဝိုင်းဝန်းပြီးတော့ကျွန်တော်တို့ကပံ့ပိုးကျင်တာလည်းပါတယ်ပေါ့နော်အဲ့အဲ့ဒါကြောင့်ဟိုထုတ်တဲ့ line က underground မှာပဲဖြစ်တယ်မိဘတွေလည်းသိသဘောမတူတဲ့ line တွေဖြစ်နေတော့ကြာဟုတ်တယ်နော်ဒီတေးဥဆောင်အလုံးကြတော့ဟုတ်အဆူရောအဆူရောလောက်ထပ်ပို့ပြီးတော့ပြိတ္တာပို့လက်ခံတာပေါ့နော်ပို့လက်ခံရဲ့လက်ခံတော့ခုချစ်တဲ့လူတွေရတယ် ပို့ဆောင်ရောက်နေတဲ့ချစ်တာများကြဒီလုပ်ကိုပဲဆက်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 ပြီးလုပ်ဖြစ်သွားတယ်။ဒီကပရိသတ်ကပဲတွန်းတင်ပေးလိုက်တဲ့ပုံ။ပရိသတ်ရဲ့မေတ္တာမိတာတောင်းမယ်။မိတာရဲ့အစွမ်းပေါ့။ကိုယ်စီမီယာကောင်းမှာအကောခုမင်းဆက်တက်ကောင်မှာဆွဲရဆွဲတင်တာမဟုတ်ဘူး။ဘူးမျိုးဟိုစီမီယာကလည်းကိုကစီမီယာကောင်းပြီးသားတယ်။ခွေးလိုမင်းမင်းမီးအစ်စ်လေးပေါ့နော်အဲ့ရောကြောင့်။လက်ပံဆိုလည်းကိုပီတီကခွေးကို ဆိုပြခေါ်ခဲ့ကျွန်မနေမှာမဟုတ်ဘူးလေကိုကိုမိတို့ကဖွေတွဲခေါ်ခဲ့ကိုစီမီယာကလည်းတွေ့ခဲ့ရပါတော့အေးလေအေးတော့ဟုတ်သူကအေးပေမဲ့တော့နောက်တယ်ဆက်စစ်မထင်ဘူးကနောက်တဲ့ဟာလေရဲကြီးရာလို့ကိုကလူမဟာဆိုင်မှာမဆိုရဲနောက်တယ်ကွာဒီမှာဟောကျွန်မနေပါမှာပါလေဟာသခင်ကကားကြီးနဲ့ထွက်သွားတာလေကျွန်မခွန်းတာဟိုခွန်းတာလို့နောက်ကနေပြေးလိုက်ပြီးတော့မြင့်ဘွားကတနေ့ပိုင်သေးရမယ်ထားသခင်လို့ပြောရမှာလေအဲ့တော့ကောတော့ဟာဆိုင်မှာပြေးလိုက်တာ ကားနောက်ကနေလာပြကားတော့လို့ဒီမောင်လာရက်ပြရေတစ်ခွက်လောက်ရေလိုက်ရက်ပူလို့ပါသူကြီးရေဝတ်နေရတယ်ကိုရတော့အဲ့လိုပြောရမယ်ဆိုရင်ဒီလူပညာဟောသမားရေပေါ့နော်ဒီအကိုတွေကိုဒီလိုတွေပဲဆက်ဆံတာများတယ်ဒီလိုပြောမှလို့ရှေ့ဖို့ကောင်းဖို့အဲ့လိုမျိုးအကိုတွေကလုံးလိမ့်မရှိဘူးပေါ့နော်ကဲစိတ်ကမအောင်ရင် ချစ်ချစ်ပါတယ်ဟိုလေဟိုဗစီစစ်ကဲလေးတဲ့ချစ်တာဒီကတော့ဟာဘောဟာဘောချိန်လိုတွဲမှာလဲသူကအောင်မြင်တယ်လို့တော့ပြောရမှာပေါ့ကျိုးစားအထုံးမှုကောင်းတယ်လူပညာရှင်တွေမှာပါတယ်ဘယ်ဘယ်အလုပ်မဆိုပေါ့နော်ကျွန်တော်ကခက်ခဲမှုဆိုတာကတော့အောင်မြင်မှုကိုတွားတဲ့လမ်းအကြောင်းတစ်ခုပဲ အဲ့ဒီအခက်အခဲကိုမကျော်သေးတော့အောင်မြင်လာရပါတယ်အဲ့တော့အဲ့လိုမျိုးခက်ခဲတွေကိုကြော်လွားခြင်းနဲ့စိတ်ရှိတယ်ဘယ်လောက်ခက်ခဲခဲလုံးမယ်အဲ့လိုမျိုးပေါ့နော်အချိန်ချင်းခါခါပေါ့မငင်းညူဘူးပေါ့နော်ဟိုဘယ်လောက်ပဲခက်ခဲနေပါသေးဥပမာတစ်ခါကျစိတ်ကံစားမှုရဒီတည်ယူဆောင်တဲ့အပိုင်းမှာဟို personal ခံစားမှုတွေနဲ့တစ်ခါကျရဲ့အနုပညာကိုဖန်တီးရတာမျိုးတွေရှိဒါပေမဲ့အဲ professional နဲ့ personal ကိုခွဲပြီးတော့ဟိုလုံးလုံးတက်တဲ့အနုပညာရှိတယောက်ကိုမြင်ပါတယ်ကိုယ်ထပ်ပေါ်ရင်းနေတာကတော့အကြီးပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် အမေတို့နဲ့ဆိုတော့ပို့ပို့ပြီးတော့ရေးနေတာခင်းနေချက်ချင်းနေတယ်နေနေတော့ကတ်စားအောင်ပို့ဘယ်လိုလဲဆိုပြန်ကြည့်တော့ဆိုဟိုအရှိရပဲခင်းနေချက်ချင်းရဆိုတော့ဟိုကတော့ဘေးကကတ်စားအောင်အမေတို့ကတော့ပို့တိမယ်နဲ့တူတယ်ဟိုပါဘောဘယ်လိုကုန်လဲဆိုတော့ ညာဘိုင်းတွေကအမေတို့နဲ့ပဲနေဖြစ်တာသူကရကွာလေးစားဥမာကိုရင်လေးစားပြီးကိုရင်ချစ်တဲ့လူတွေ့ပြီဆိုလို့ရှိရင်ကွာအဲ့လိုအဲ့လိုအဲ့လိုထဲမှာပါတယ်ခုပြည့်တက်တယ်ဆိုလဲလို့ချွေကြတော့ကိုရင်တင်းနေဖတ်တဲ့လူရှိရဲဒါတော့ express တက်ပုံကတူပေါ့နော်ကွာကြောင့်ကိုလေးစားရဲ့လူတွေ့လို့ရှိရင်ဝေးရနေပဲကွာလှမ်းပြီးတော့လေးစားပြီးချစ်နေတဲ့လူတွေပေါ့အဲ့လို ိုယ်ဆိုရဲပို့ပြီးတော့လေးစားလာတယ်ဒီအမှုပညာလုံးနဲ့ဒီတန်ဝန်းကြောင်းပြုတယ်ပြီးရင်ဒီအမှုပညာလုံးနဲ့ဒီလောကကိုပြန်ကောင်းကျိုးပြုရမှာဥပမာအခုဆိုလို့ရှိရင်လေဒီဒီမာရန်ရှားရဲ့ရုပ်ရှင်စတူဒီယိုကြီးတွေအဲ့လိုအဲ့လိုမျိုးနှစ်ခုလောက်ပေါ့နော်အခုကဖြည်းဖြည်းနဲ့အခုများ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 လာပြီပေါ့နော်အဲ့အားကြီးဆိုလည်းအခုအရင်လေးစားရပေါ့နော်အကွာဟိုအိမ်အောင်ကြောက်ပါပြီဆိုလို့ရှင်လေးရဲ့ဟိုဖခင်ကောင်ဟိုခင်မွန်ကောင်ဖြစ်တယ်ဗောနော်ကို မြင်မှာတော့ကိုကအကုန်ဖက်ဖက်ကပြည့်စုံပြီးတော့ကိုသာသူချက်ကြတယောက်ဆိုလဲအခုလိုယောက်ျားဖြစ်စင်နေပါ့အေးကိုရဟွာဘောတော့နောက်မိနစ်နဲ့လေးလောက်ကြာရင်တော့ပြောပြပါအပြူကြီးပဲဆက်ဖြစ်နေမှာပါလား โอเคก็เนี่ยชิดูล่ะบาเนี่ยပြောမလဲရက်တွေတိကျပြောလဲပါလဲရောက်တယ်လဲကြည့်ကောင်းပါလဲရောက်ပြစ်လိုက်ရင်လည်းကြည့်ကောင်းပါပါကြည့်ကောင်းပါရင်းသိချင်းနေလားကိုညီမလေးဩဒါကတော့အချိန်နေအချိန်ကပုံမှန်လည်းမူတည်တာပေါ့သူသူ့ရဲ့ကံတရားပုံမှန်လည်းမူတည်တာပေါ့အခုတွေကတော့အကုန်လုံးကတော့ဆန္ဒရှိတာပေါ့သူတို့ဒီမတမ်းမြဲရှင်ဇက်ကောက်ပေါ့နော် မဆုံးနာဆက်ကြီးနဲ့ကြားတဲ့အမှုပညာမောင်နှမကြီးကပြန်ပြီးတော့ကြိုးစားကြမယ်အခုတော့မြင်ရသေးဘူးဟုတ်တယ်ကျွန်တော်ဒီကြိုးစားကြမှာပေါ့နော်ဒီမတက်မရဆိုတဲ့စကားကိုသိရှိတဲ့အချိန်မှာအတူတူတနိုင်လေးဖြစ်အောင်ကြိုးစားကြမယ်ဆိုတော့အဲ့လိုပါ